အနန္တိပါဒအမှုပြုလို့ရှိရင်ငရဲကြတယ်လို့မြတ်စွာဘုရားမဟောဘူးအဲ့လိုပါဏတိပါဒအမှုသည်ငရဲ၌ဖြစ်စေနိုင်သည်ပြိတ္တဘောဟာဖြစ်စေနိုင်သည်တရိစ္ဆာန်ဘောဟာကိုဖြစ်စေနိုင်သည်လို့ဖြစ်စေနိုင်သည်ဆိုတာဖြစ်ရမယ်လို့ပြောတာမဟုတ်ဘူးတခြားအကြောင်းအကျိုးတွေရှိသေးတယ်လို့ဆိုလိုတယ်နော်မြတ်စွာဘုရားအဲ့ဒါတည်းကို definitely မဟောဘူးပြောတော့မှအဲ့ တေချာဘောခေါ်တာတော့အမေတတ်တယ်အမေတတ်ရင်သေတိချာမဲ့မှာကဲရကြမှာသေချာတယ်အဲ့ဒါကိုအနန္တရိယခံလို့အနန္တရိယဆိုတာသေတိချာမဲ့မှာနောက်ဘဝမချာဘူးနောက်ဘဝတစ်ခုချာမချာမှာမဟုတ်ဘူးသေတိချာမဲ့မှာသေချာဘောကဲရကြမဲ့ကတော့အမေတတ်တယ်အဖေတတ်တယ်ယဟန္တာတတ်တယ်ဖရာသွေးစိတ်တောင်လှုပ်တယ်တန်ခါသင်ခွဲတယ်အဲ့ဒါအဲ့ဒါကံကြီးထိုက်တယ်လို့ခေါ်တယ်အဲ့ဒါမျိုးကတော့သေချာဘော ကျန်တဲ့ဟာတွေကိုတေချာပေါက်လို့မြတ်စွာဘုရားမဟုတ်ဖြစ်နိုင်တယ်လို့ဟောတာဖြစ်ရမယ်လို့ပြောတာလည်းမဟုတ်ဘူး maybe နဲ့ဟောတာ must be မဟုတ်ဘူးဒါအသိအသေးပဲရှိ maybe နဲ့ must be မတူဘူးเนาะအဲ့တော့အကြောင်းညင်ညွတ်လို့ရှိရင်ဖြစ်သွားတယ်အဲ့လိုပဏာတိပတ္တရိလှုပ်ပြီးတော့ငရေမကြတဲ့သူကရှိသေးတယ်ကိုဘာဖြစ်လို့လဲဆိုတော့ ကြားထဲမှာကြားထဲမှာဖြတ်သွားပြီလူဆိုတာဟိုကုသကံဆိုတာရှိသေးတယ်လေဥပမာတစ်ခုပြောမယ်ဆိုရင်တမ္ပတာထိကဆိုတဲ့နှစ်ပေါင်း90တည်ရန်ကြတဲ့လူတွေကိုဆက်ဖြတ်ပြီးတော့တတ်တဲ့လူသတ္တမကြီးဟာအနှစ်90အမှုထမ်းလာလူပေါင်းများစွာတတ်ရှာသူကပြုတ်တဲ့နေ့မှာရှင်သာရိပုတ္တရာကသူ့ကိုချီးမြှောက်လို့ ရှင်သာရိပုတ္တရာတရားနာလိုက်ရတဲ့အခါမှာသူစိတ်ထဲမှာစိတ်နဲ့တို့အေးချမ်းသွားတယ်အဲ့ဒီနေ့မှာပဲသူသေဆုံးသွားတော့သူကဒုတိယတဏ္ဍပြေရောက်သွားနော်အဲ့တော့ရှင်သာရိပုတ္တရာနဲ့တွေ့လို့တရားနာလိုက်ရလို့ကုသကောင်းမှုလုပ်လိုက်လို့အဲ့ဒီကုသနေ့ကဝင်းကယ်လိုက်တာနှစ်ပေါင်း90လူတက်လာတဲ့အကုသကံကအကျိုးမပေးတာမဟုတ်ဘူးအခွင့်အရေးမရလိုက်တာ ဟိုကဥသွားတယ်လို့ပြောတာကုသိုလ်ကံနဲ့အကုသိုလ်ကံဒီကုသိုလ်ကံကဥယင်ကုသိုလ်အချုပ်ပေးမယ်အကုသိုလ်ကံကဥယင်အကုသိုလ်အချုပ်ပေးတယ်ဒါကြောင့်မို့အဲ့ဒါကိုအကြောင်းပြုပြီးတော့သေကဏီအရေးကြီးတယ်လို့ပြောကြတာအမှန်တော့အရေးကြီးတာမဟုတ်ဘူးဟုတ်သေကဏီကံကအဆုံးဖြတ်ပေးတတ်တယ်ပေါ့အဲ့တော့သေကဏီမှလှုပ်ဖို့တော့မကြိုးစားနဲ့အရေးကြီးတယ်ဆိုရင်ဘယ်လိုသိမှမသိပဲနဲ့ဘယ်လိုလှုပ်သွားတာအကျွတ်တင်ပြီးတော့လှုပ်တာ จุติပြီးတော့ဒါကုသကောင်းမှုပဲစိတ်လို့တေကနီးမှလောက်ပဲလို့သွားစိတ်ကူးမရင်လေးနဲ့ဘယ်လို့ဒေမန်လည်းမသိဘူးဘယ်ချိန်ဒေမန်လည်းမသိဘူးဟုတ်တယ်မလားအဲ့တော့จุติပြီးတော့လှုပ်ထားတာကုသကောင်းမှုဆိုတာအများရန်တတိထားလုံးနေကမ္မန္တိကမိဖုရားကြီးကြတော့ကောသရမင်းကြီးနဲ့တွေ့ဖက်ပြီးတော့အာသရိတဒါနာလှူကြီးတွေလှူတယ်နေ့စဉ်နဲ့အများလည်း ဖရတရားနာတယ်ကြောင်းသွားတယ်လှူတယ်တန်းတယ်နတ်တော်ပင့်တယ်တန်ခါရီလှူတယ်တန်းတယ်လို့သို့တော့တည်တဲ့အခါကျတော့အဝိဇ္ဇငရဲရောက်သွားတယ်။ဘာဖြစ်လို့လဲဆို။သူကတိတ်တိတ်ပုံပြစ်မှုတွေတခုကျူးလွန်မိတာကိုဖရင်ကြီးကလည်းခအားအားဆိုသူလိန်လိုက်တယ်။သူကလိန်လိုက်တယ်။ရှက်ဖွဲရကိစ္စတခုပေါ်လာတော့သူလိန်လိုက်တယ်။ လိန်လိုက်ပြီးတော့သူကသူစိတ်မကောင်းဖြစ်ပြီးတော့တေတော့အဲ့ဒီစိတ်မကောင်းတဲ့စိတ်နဲ့တေတော့သူကငရဲရောက်သွားတာသို့တော့ကြာရှိအဲ့ဒီအကုသကံကအကျိုးမပေးနိုင်ဘူးသူလောက်ခဲ့တဲ့ကုသကံတွေကအာကောင်းတော့သူကအနှပ်ပြေရောက်သွားတာတပတ်ဖယ်ခံလိုက်ရတယ်ဒီလိုလည်းရှိတယ်နော်ဒီလိုလည်းရှိတယ်ဒါကြောင့်မို့လို့ ကုသကံကအာကောင်းရင်ကုသအကျိုးပေးသွားတယ်တခုမှတ်ထားဖို့ရတာတော့ကုသကံကအာကောင်းရင်ကုသကံကအကျိုးပေးမယ်အကုသကံအာကောင်းနေရင်အကုသအကျိုးပေးမယ်ဒါကတခုအဲ့ဒီထဲမှာပဲကုသကံကအာမကောင်းမိမယ်လို့အခွင့်ရေးရရင်သူကအရင်ကျိုးပေးမယ်ကုသကံကအခွင့်ရေးရတယ်ဒါပေမဲ့အာကောင်းကြီးတော့မဟုတ်ဘူးခွင့်ရေးရရင်သူကကျိုးပေးမယ်ကုသကံကအခွင့်ရရင်ကုသကံအကျိုးပေးမယ်အကုသကံအခွင့်ရရင်အကုသအကျိုးပေးတယ် 困难嘞，就被做了。阿 <noise> 高，另一批没搞另一批事，欠数是的，喏。